်မင်္ဂလာပါရှင်ခေတ်သစ်တရင်ဌာနကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဦးဆုံးမင်းဘူးတင်ခမရ410တရင်မှာစစ်မှုထမ်းတပ်သားတဲ့၃ကတနက်၃လက်နဲ့ခဲယမ်းများယူဆောင်လာပြီးအလင်းဝင်တဲ့သတင်းကိုတင်ဆက်ပေးပါမယ် မကွေးတိုင်းမင်းဘူးခိုင်ခမရ430တရဲမှစစ်မှုရန်တပ်သားတစ်သုံးကတနက်သုံးလက်နဲ့ခရဲများယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ကြောင်းမင်းဘူးခိုင်အမတ်နှစ်တရဲအမတ်တစ်စစ်ဒေသမှတာဝန်ရှိသူတို့ကပြောဆိုပါရယ် ဧပြီလ30ရက်နေ့တမ96လောက်ခန်းခမာယ410တရမစစ်မှုတန်းတပ်သားတဲ့3ကတနက်3လက်ယူဆောင်လာပြီးမင်းမှုခေအမတ်နေတရင်အမတ်တစ်စစ်ဒေသထံသို့အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ထို့အလင်းဝင်ရောက်လာသောစစ်မှုတန်းတပ်သားတဲ့3သည်အောင်လံမြို့နယ်စလင်းမြို့နယ်နှင့်နေပြည်တော်တို့တွင်စစ်တပ်၏ပေါ်တာဆွဲဖမ်းဆီးမှုခံခဲ့ရသောသူများဖြစ်ပြီးစစ်မှုတန်းပတ်စင်ခုနှစ်တက်ရောက်ခဲ့ရသူများဖြစ်ကြောင်းသိရှိရပါတယ်အလင်းဝင်စစ်မှုတန်းတပ်သားတဲ့3သည် MA1 သုံးလဲ 9.56G 650အတောင်း GA 15ခု equipment သုံးခုစစ်အုပ်ထုတ်သုံးလုံးလက်ပြဘုံတလုံး EY သုံးလုံးတို့ယူဆောင်လာကြောင်းသိရှိရပါတယ်စစ်မှုရန်တပ်သားတဲ့တုံးကအောင်လံမျိုးနဲ့ဆလင်းမျိုးနဲ့နေပြည်တော်ဘက်ကပါစစ်မှုရန်တပ်သားတဲ့အပတ်စဉ်ခုနှစ်ပါပေါ်တာဆွဲခံရတာပါ ရက်ွက်ထဲမှာလက်ဖက်ရည်ဆိုင်ထိုင်ရင်ဈေးထဲမှာဈေးဝယ်ရင် ပေါ်တာဆွဲခံရသူတွေပါ AB 30ရက်နေ့အလင်းဝင်ရောက်လာခဲ့တာပါစစ်မှုထမ်းတနန်းတွေကတော့ဘာထူဟိုပုံရက်ဆောက်ဘတ်တွေမှာပါဟိုပုံမှာပါတက်ရောက်ခဲ့ရတာအခုလိုကိုအသိစိတ်နဲ့ကိုဘတ်ပြောင်းခိုလုံလာတဲ့သူတွေကိုကျွန်တော်တို့အနေနဲ့လည်းလေးစားပါတယ်လိုက်လဲစွာလဲကြိုးဆိုလျက်ရှိပါတယ်ပြည်သူဘက်ကရက်တီပြီးဘတ်ပြောင်းခိုလုံဖို့လည်းနောက်မကျသေးဘူးဆိုတာပြောချင်ပါတယ်ဟုမင်းဘူးခရအမတ်နဲ့တရင်အမတ်တိစစ်ဒေသမှာတာဝန်ရှိသူတို့ကပြောဆိုပါတယ် ထို့အလင်းဝင်ရောက်လာသောစစ်မှုရန်တပ်သားတဲ့၃ဦးကိုစစ်ဘက်ဆိုင်ရာလုံထုံးလုံနည်းများနဲ့အညီစစ်စစ်လက်ခံပြီးဂုံပြူးစွန့်ဝေးချင်းမြင့်ခဲ့ကြောင်းဆက်လက်၍ပြည်သူနှင့်ပူးပေါင်းလိုသောစစ်ကောင်စီတပ်သားများကိုမင်းမျိုးခရံအမတ်နှင့်တရင်လက်ခံကြိုးဆိုလျက်ရှိကလူခွင့်ရေးပြေဝရရှိစေပြီးလက်နက်ဖြင့်အလင်းဝင်လာသူများကိုစွန့်ဝေးများချင်းမြင့်ပေးသွားမည်ဖြစ်ကြောင်းအတိပေးနှိုးဆော်ထားကြောင်းသိရှိရပါသည် ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ Cobra စစ်ကြောင်းနဲ့လက်နက်ချလာသူများဆိုတဲ့သတင်းကို တင်ဆက်ပေးပါမယ်။ ကောဘရာစစ်ကြောင်းသည်လက်နက်ချလာသူတို့အားထွေးပွေကြိုးဆိုခဲ့ပြီးဖန်စီမီသည့်စစ်တုံးပန်းများကိုမူကရင်ပြည်နယ်အတွင်းရှိအလုပ်စခန်းတစ်ခုသို့ဆေလွတ်ထားသည်ဟု Fortia မြန်မာမှစောင်းပါမှရေးသားလာပါတယ်။ကောဘရာစစ်ကြောင်းသည်ကရင်မျိုးသားလွတ်မြောက်ရေးတပ်၏လက်အောက်ခံဖြစ်ပါတယ်။ယမန်နှင့်ဇူလိုင်လတွင်မြောက်ရီမျိုးကိုထိုးစစ်ဆင်ရန်အောင်စီယာဟုအမည်ပေးကောင်စစ်ကြောင်းထိုးလာရာတွင်ပါဝင်ခဲ့သူတက်ကြွကြီးတဦးဖြစ်သူကိုအောင်ရင်အမည်ရင်းမဟုတ်သည့်ဒီဇင်ဘာလတွင်တော့၎င်းအသက်၁၈ မှာစ၍နှစ်ပေါင်း20ကျော်အလုပ်ကျွေးပြုလာခဲ့သည့်စစ်တပ်ကိုစွန့်ခွာလာခဲ့ပါသည် ထို့သောထွက်ပြေးလာခဲ့ရသည့်အကြောင်းရင်းမှာလည်းအောင်စရာစစ်ကြောင်းတွင်ပါလာသည့်အရာရှိများကစီးပြားများအပြင်မှဝယ်ယူလာပြီးအောက်ခြေစစ်သည်များကိုတဆင့်ပြန်ရောက်ရင်ဝင်ငွေဖြောင့်နေသည့်အဖြစ်ကိုစိတ်ပြက်လာသောကြောင့်ဖြစ်သည်ဟုဆိုပါရယ်စစ်သားများကစိတ်များကြောင်ချောက်ချဖြစ်လာပြီးအလုံးလုံးချင်းစိတ်မရှိကြတော့သည်ကိုတွေ့လာရ၍ဟန်တားရန်ကြိုးပမ်းလာသည့်အခါတွင်တော့ဖြန့်ပြူးနေကြသည့်အရာရှိများ၏စောင့်ကြည့်ခံလာရပြီး၎င်း၏အသက်အန္တရာယ်အတွက်စိုးရိမ်လာရပြီးဖြစ်၍ပြည်သူရင်ခွင်သို့ခိုးလုံရန်ဆုံးဖြတ် ်ခဲ့ခြင်းဖြစ်ပါတယ်။ယခုအခါကိုအောင်ရင်နှင့်အခြားတက်ကြွကြီးတို့တို့ပူရွေ၍ထွက်ပြေးခိုလုံလာသူများကောဘရာစစ်ကြောင်းနှင့်၎င်းတို့ကဲ့သို့ပူပေါင်းလာသူများကိုကြီးကျက်ပေးလျက်ရှိနေပါတယ်။၎င်းတို့ဟာရှေ့တန်းနဲ့နောက်တန်းအလဲကျတာဝန်ယူရန် လဲလုပ်ငန်းနဲ့ထမင်းဟင်းချက်ဖို့ထင်းရှားထွက်သည့်တာဝန်များကိုခွဲဝေချထားပေးပါရယ်ကိုအောင်ရင်သည်စစ်တပ်ထောင်ထားသောမိုင်းများကိုရှာဖွေပြီးတော်လန်ရေးတပ်များအတွက်ပြန်ထောင်ပေးထားခဲ့ပါရယ်၎င်းပေါ်ယုံကြည်မှုရလာပြီးဖြစ်၍ကော့ဘရာစစ်ကြောင်းနှင့်အတူတွဲ၍တိုက်ခိုက်သွားရန်အစဉ်သင့်ဖြစ်လာပေပြီးစစ်တပ်ထဲကြံခဲ့သည့်၎င်း၏ရဲဘော်များကိုလည်းခေါ်ဖို့ကြိုးစားမီမြေသူများလည်းတပ်ထဲတွင်မနေခြင်းကြတော့စစ်တပ်သည်လည်းအင်အားပြုံးတိလာနေပြီးဖြစ်သည်ဟုဆိုပါရယ်အောင်ရင်သည်ရောက်လာကလေးကခေလုံသူများနှင့် စစ်တုံပန်းများတရားခန်းရှိလာသည့်စခန်းတစ်ခုတွင်နေခဲ့ရပါသည်အများစုမှာအောင်စရာစစ်ကြောင်းမှဖြစ်ပါသည်ရှစ်မှုတန်းဥပဒေကြောင့်ပါလာကြသူများလည်းဖြစ်ပြီးအများစုကစစ်တပ်ကိုပြန်တိုက်ရန်ဆုံးဖြတ်လာကြပါသည်ဖေဖော်ဝါရီလတွင်စခန်းသို့ရောက်ရှိလာသောအဖွဲ့သည်ခိုလုံလာသူများအားလက်နက်များကြီးကားအင်ကြီးများစစ်ကမောက်များဝင်ငှပေးနေသည်ကိုတွေ့ခဲ့ရသည်ဟုဆိုပါသည် ဒီမှာဆက်မနေခြင်းပဲအပြင်တွင်သွားလို့ရန်ဆန္ဒရှိလျင်ထိုင်းဘက်သို့ကူးနိုင်ရန်စီစဉ်ပေးသည်ဟု KNL စကန်တာဝန်ခံကပြောပြပါရယ်၎င်း၏အဆိုအရအောင်စရာစစ်ကြောင်းမှထွက်ပြေးခိုလုံလာသူ80ခန့်ရှိသည်ဟုသိရပါရယ်၎င်းတို့အားဖုန်းသုံးခွင့်အင်တာနက်ပါပေးထားရသည့်အတွက်တရင်ပေးသည့်အနေရတော့ရှိနေသည်ဟုလည်းဆိုပါရယ်ထို့သောရန်သူကိုမဟာမိတ်ဖြစ်လက်တွဲခေါ်ခြင်းသည်စစ်ကောင်စီဖြုတ်ချရေးတွင်ရည်ရှိအတွက်အကျိုးရှိရွေးဟုပြောပြခဲ့ပါရယ် နောက်တူကအသက်20ကျော်ရှိကိုရန်လေးဖြစ်ပါれပြီးခဲ့တဲ့ဩဂုတ်လအတွက်၎င်းသည်မန္တလေးရှိဟိုတယ်တစ်ခုတွင်အလုပ်လုပ်ရန်ရန်ကုန်မှအလားမန္တလေးဘူတာကြီးတွင်စစ်တပ်၏ဖမ်းဆီးခြင်းခံခဲ့ရသူဖြစ်ပါれကိုရန်လေးသည်ရခိုင်လူမျိုးဖြစ်ကြောင်းမှတ်ပုံတင်ကိုတွေ့သွား၍အေးအေးအဖွဲဝင်ဖြစ်မည်ဆိုသည့်တန်တရားဖြင့်စစ်ထဲတွင်ခံရပြီးရှမ်းပြည်သို့သုံးလစစ်တနန်းတက်ရန်အဖို့ခံခဲ့ရပြီးထိုမှတဆင့်ကရင်ပြည်နယ်သို့ဆေလွတ်ခံခဲ့ရပြီးဒီဇင်ဘာလတွင်အခြားစစ်သား၂ဦးနှင့်အတူကောဘရာစစ် ောင်းသူခိုလုံလာခြင်းဖြစ်ပါတယ်။ကိုရန်လေးသည်လက်နက်ခဲယမ်းများပါယူဆောင်လာ၍စက်သိန်း30ချင်းမြင့်ခံခဲ့ရပါတယ်။၎င်းအားမဲဆောက်သို့သွားရန်အခွင့်အရေးပေးခဲ့တော်လဲတော်လန်ရင်းနှင့်ပူးပေါင်းရန်ရွေးချယ်ခဲ့သူဖြစ်ပါတယ်။ စစ်အကျဉ်းသားဖြစ်ထိမ့်သိမ်းခံထားရသူအ ਨੇ ငယ်သည်လဲစကန်အနီးတွင်စားတောက်ဆိုင်ဖွင့်ခြင်းကြောင်မီသွေးဖို့လုပ်ငန်းများလုပ်ကိုင်နေကြပါတယ်။ထို့အထက်တွင်မြောက်ရီတိုက်ပွဲတွင်ဖမ်းဆီးခံရသူဒုတက်ချက်ဈေးရလဲပါဝင်ပါတယ်။၎င်းသည်စစ်မှုရန်တပ်အနည်း20ကျော်ရှိပြီးရမန်နှင့်အေဗီလာတွင်လက်ရဖမ်းမိခဲ့ခြင်းဖြစ်ပါတယ်။၎င်းကြားခဲ့ရသလိုကွပ်မျက်ခံရမည့်အရေးစိုးရိမ်ခဲ့တော်လဲအကျဉ်းသားအဖြစ်လာပေါင်းများစွာထိမ့်သိမ်းခံခဲ့ရပါတယ်။ နိုဝင်ဘာလအတွင်းပြန်လွတ်လာသည့်အခါမွန်ပြည်နယ်ရှိဇနီးဖြစ်သူအားကလေးနှစ်ယောက်ပါခေါ်ပြီးလိုက်လာရန်ဆက်သွယ်ခဲ့ပါသည်မိသားစုရောက်လာသည့်အခါရွာတွင်စားတောက်ဆိုင်ဖွင့်ခဲ့ပါသည်အချို့သောစစ်တုံးပန်းများကိုစကန်းတွင်ပင်အလုတ်ထောင်ဝန်များပေးခဲ့ပါသည်ထို့အထက်တွင်နေပြည်တော်အနီးရှိရွာတရွာမှစစ်ထဲသွင်းခံခဲ့ရသူကိုပိုပိုလည်းပါပါသည်၎င်းသည်လည်းအောင်စရာစစ်ကြောင်းရှိခမရ60ခွန်မှဖြစ်ပြီးယခုအခါစကန်းရှိမိဖို့ကြောင့်တွင်လောက်ကန်လျက်ရှိပါသည်၎င်းသည်ဝယ်ယူပြန်ရောဂါရှိ ပြီးမှတ်ဉာဏ်မကောင်းသူလည်းဖြစ်ပါတယ်။သို့သောရွာလူကြီးများက၎င်းအားစစ်ထဲလိုက်ရန်ငွေသိန်း90ကောက်ပေးပြီးထဲလိုက်ခြင်းဖြစ်ပါတယ်။တကယ်တမ်းတွင်၎င်း၏မိသားစုကမူ၄သိန်းသာရခဲ့ပါတယ်။စစ်တပ်တို့ထို့သို့အခြေအနေရှိသူကိုလည်းပြတ်မလို့ပဲစစ်တပ်တက်ခိုင်းပြီးရှေ့တန်းတွင်အလုတ်ကျမ်းများခိုင်းစေခဲ့ပါတယ်။လမ်းပင်မမှတ်မိသူဖြစ်၍အမြဲလိုစစ်သားတအူအဖို့ထည့်ပေးရပါတယ်။ တရက်တွင်ရိတ်ခါပို့ရန်အသွာလမ်းပြောက်ပြီး KNL တပ်ဖွဲ့နှင့်ပပင်းတူမီယာမှအဖမ်းခံခဲ့ရခြင်းဖြစ်ပါသည်၎င်းအားစစ်တုံးပန်းအဖြစ်မှုစင်ရင်ပြီးအလုံနှင့်ထောင်းတန်းတနည်းအဖြစ်တန်းချမှတ်ခဲ့၍ယခုအခါထမင်းချက်အဖြစ်လောက်ကင်နေကြသည်ဟုစောင်းပါတွင်ရေးသားထားပါသည် ယခုအခါတွင်တော့အာနာရှင်များကမိမိတို့ယင်းနှစ်သေးကြများ၏အသက်ကိုဆက်ကူမဲ့တမဲဖြင့်စီရင်နေကြပြီဖြစ်ပါတယ်။ပြည်သူတရက်လုံး၏ထောက်ခံမှုမျှော်လင့်ချက်များပုံဩထားသည့်လက်ရှိဒေါ်လာရေးကြီးအောင်မြင်ပြီးလူမှုခန်းစားနေရသည့်ဒုက္ခအပေါင်းမှာအမြင့်ဆုံးလွတ်မြောက်စေမည့်နီးလမ်းမှန်သမျှသည့်တရားနီလန်းကြသည့်ပြည်သူဆန္ဒနှင့်လည်းခိုင်ညီပါတယ်။ပြည်သူတို့၏ခုခံစေပြည်သူတို့၏ခုခံဒေါ်လာစေမောက်ချအောင်ရမည်။